အားလုံးပဲမင်္ဂလာပါ Facebook name ချိန်ပြီးသားကိုနောက်တဲ့ရက်60စောင့်ကြရမလို့ပဲဘယ်လိုချိန်ရမလဲဆိုတာကိုပြောပြပေးရအောင်မှာဖြစ်ပါတယ်ပထမဆုံး setting နဲ့ဝင်ပြီးပါပြီးရင် personal detail ကိုနှိပ်လိုက်ပါ personal detail နှိပ်ပြီးရင် profile နဲ့ကိုနှိပ်မယ်နှိပ်ပြီးရင်ကျောင်း name ဆိုတာလေးကိုရွေးလိုက်မယ်အဲ့လိုဆိုရင် you can change your name right now လို့ပေါ်နေပါလိမ့်မယ်အဲ့လိုဖြစ်ရင်ကျောင်းကအရင်ဆုံး RNA က manage RNA ကိုနှိပ်ပြီးတော့ ဟို nickname တခုပေးပြီးတော့ show app top profile ကိုမှန်ချစ်ပြီးတော့ကျွန်တော် save ကိုနေလိုက်ပါအဲဆိုရင်ကျွန်တော် nickname လေးပေါ်နေပါလိမ့်မယ်ပြီးရင်ကျွန်တော်အောက်က Helen Support နေလိုက်ပါနေပြီးရင် Help Center လေးဝင်လိုက်မယ်ဝင်ပြီးရင် search bar မှာ name change ဆိုတာနေပြီးတော့အပေါ်ဆုံးကပေါ်လာတဲ့ဟာလေးကိုနေလိုက်ပါနေပြီးရင်အောက်ကိုနည်းနည်းဆွဲချပြီးတော့ Let us know ဆိုတာရှိရဲအဲ့ဒါလေးကိုနေပြီးပါ First name ညမှာပထမဆုံးနာမည်ကိုထည့်ပြီးတော့ Last name ညမှာနောက်ဆုံးနာမည်ကိုထည့်ပြီးပါ ပြီးရင်ကျွန်တော် email ရိုက်ထည့်လိုက်ပါ send ကိုနေလိုက်ရပြီပြီးရင်ကျွန်တော်တဏ္ဍာရနေ7ថ្ងៃအတွင်းတစ်ချက်စောင့်ပြီးပါ node လေးပေါ်လာပြီဆိုရင်ရပါပြီနေ့နေကိုကျွန်တော်ဘယ်လိုပြန်ဖြတ်မလဲဆိုရင် see you about info တဲ့ဝင်မယ်ဝင်ပြီးရင်အားရနေကနေ့နေကို delete လုပ်လိုက်ရင်ရပါပြီ